မြန်မာနိုင်ငံရဲ့ဇက်ခုတ်ပေါ်မှာပုတ်ဆော့တွေနဲ့ပြည်နေတဲ့အမျိုးသမီးတယောက်အကြောင်းပြောပြချင်းပါတယ်။သူကတော့ဒေါခင်ဆန်းလိုက်ပါ။သူ့ရဲ့နိုင်ငံရေးခရီးဟာကျွန်တော်တို့သိထားထင်သာတွေထက်တော့မှဆိုးရွားနိုင်ပါတယ်။ဒေါခင်ဆန်းလိုက်ဟာသခိုင်းတိုင်းဝက်လက်စာတိအကွာ90ရွေးကောက်ပွဲမှာ NLD အတွက်ဝက်လက်နဲ့ကအမတ်အဖြစ်ပါဝင်ရှင်ပြိုင်ခဲ့သူဖြစ်ပါတယ်။သူဟာရိုးရိုးနိုင်ငံရေးသမားတယောက်မဟုတ်ပါဘူး။ရှင်းနေတယောက်ဖြစ်တယ်လို့လက်ပတောင်းတောင်ကျင်းနေစီမံကိန်းကိုဦးဆောင်ဆန်သားပြခဲ့သူ တော်လိုင်းတမစိတ်ဓာတ်ရှိခဲ့ဘူးသူလို့ပြောလို့ရပါတယ်။စင်ပြိုင်အစိုးရဖွဲ့စည်းမှုမှာပါဝင်ခဲ့လို့ထောက်ထားတဲ့25နှစ်တောင်ချမှတ်ခံခဲ့ရတာလည်းရှိပါတယ်။ခုနှစ်မှာနဝတရရဲ့လွန်ငယ်ချမ်းသာခွင့်အမိတ်17မြန်ဆောင်62နှစ်နဲ့ဒေါခင်ဆန်းလိုက်ထောင်ကလွတ်ပါတယ်။တနစ်ခွဲကြွကြွပဲနေခဲ့ရတဲ့အခြေအနေပါ။ဒါပေမဲ့တိကျသတိထားဖို့လိုတာကအဲ့ဒီလိုလွတ်ဖို့အတွက် NLD ပါတီဝင်အဖြစ်ကရော1990အမတ်အဖြစ်ကပါသူနှုတ်ထွက်ခဲ့ရပါတယ်။လို့နှုတ်ထွက်ပြီးနောက်ပိုင်း NLD ပါတီကိုဒေါက်ကင်စားလိုက်လောကပြန်မလာတော့ပါဘူး။ရန်ကုန်ကိုပြောင်းပြီးကိုပိုင်ပြည်ဘောကလုပ်ငန်းတွေနဲ့ချမ်းသာကြွယ်ဝခဲ့ပါတယ်။စဉ်းစားကြည့်ပါ။ပြည်သူအကျိုးကောက်ွယ်ရမယ်ဆိုတဲ့အမတ်ရဲ့တောင်းဝန်ကိုတရားကိုပြစ်ပတ်ခဲ့တဲ့သူပါ။သူရဲ့ဝက်လက်မျိုးနဲ့ပြည်သူတွေဟာသူ့ရွေးချယ်ခဲ့တယ်။ စိတ်အာဏာပိုင်တွေရဲ့ဒုက္ခမျိုးစုံကို သူမရှိတဲ့ချိန်မှာအမိမက်တာရေနဲ့ငါးပမာခံစားခဲ့ရတယ်။တဟာတကယ်ကောင်းဆောင်ကောင်းတရားရဲ့လောက်ရလားဆိုတာတော့အမိကထုတ်ဖို့လိုပါတယ်။အဲ့လိုပါတီနဲ့ပြည်သူကိုကြောက်ခိုင်းပြီးစီးပွားရေးလုပ်ငန်းရှင်ဘဝနဲ့ကျော်ဝါနေချိန်မှာ NLD ကောင်းဆောင်တွေပါတီဝင်တွေရဲ့အသက်သွေးချွေးတွေနဲ့ခက်ခဲကြမ်းတမ်းတဲ့နိုင်ငံရေးခရီးစဉ်တွေကိုဖျက်ဆီးနေရချိန်ဖြစ်တဲ့ဆိုတာတော့အလုပ်လည်းသိပြီးသားပါ။ 2010ရွေးကောက်ပွဲပြီးနောက်ပိုင်းမှာတော်ဆန်းစုကြည်နေအိမ်ချချိုးကပြန်လဲလွတ်မြောက်လာပြီးတော့ NLD ပါတီပြန်လဲမတ်ပုတ်တင်ခဲ့ပါတယ်။ NLD အတွက်အဲ့ချိန်တွေကရွှေရောင်လွမ်းတဲ့နေ့ရက်တွေစတင်လာခဲ့တာဖြစ်ပါတယ်။တောင်ဆိုတော့ကြာကြာကြီးမငုတ်တဲ့အဆိုတဲ့စကားပုတ်တိုင်းပါပဲ။ဒေါက်တာဆန်းလိုက်ကြောင့် NLD ကိုချက်ချင်းချစ်ဦးလဲလာခဲ့ပါတယ်။ရန်ကုန် NLD ဌာနချုပ်ကိုနေ့စဉ်အဝင်ထွက်လုပ်ပြီး CEC ဖွဲ့ဝင်တွေကိုဝင်လုံခဲ့ပါတယ်။မင်းနဲ့ပြောင်တိုက်ကိုလုံခဲ့တော့ပါ။ သူဟာအခွေရေးပေါ်လာမှပြန်ဝင်လာတဲ့အချောင်သမားချောင်းနေတဲ့အခွေသမားတူအချောင်ကိုသူ့လောက်ရက်တွေကပေါ်လင်းနေပြီးသားပါ NLD နဲ့နေပေါင်း20နီးပါးကင်းကွာနေပြီမဲ့သူ့မှာငွေကြီးအရှိတ်အဝါပြည်နေခဲ့ပါတယ်ပြီးတော့1990ပြည်နှစ်ကအတူတူအမတ်လောက်ခဲ့ကြတဲ့စကိုင်းတိုင်း NLD CC ဦးဟန်တာမြင့်အခုတော့ပြပောက်ပြီးသွားတဲ့ CWC နောက်စင်ပြိုင်အစိုးရကိစ္စအမှုတွေတူခဲ့တဲ့ NLD CC ဖြစ်တဲ့ဒေါက်တာဇော်မြင့်မှာအခုတော့ကွဲလွန်သွားပါပြီ သူတို့တွေနဲ့ပုံကူရေးရအရင်နေမှုရှိခဲ့ပါတယ်။အဲ့ဒီလိုနဲ့ဦးရဲ့အပြေအဝထောက်ခံမှုကြောင့်လည်းဒေါက်ထင်စားလိုက်ရ NLD ပါတီမှာနေရာပြောင်းရလာခဲ့တာဖြစ်ပါတယ်။တဟငွေကြီးနဲ့အပေါင်းအသင်းနိုင်ငံကြီးကဘလောက်အထိအစွမ်းထက်လဲဆိုတာပြသလိုက်တာပါ။၂012ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ကဘလက်မျိုးခံ NLD အဖွဲ့ဝင်ဟောင်းတွေကိုမရွေးဘဲနဲ့ CEC ရဲ့ဦးဟန်တာမြင့်ဒေါက်တာဇမင်းမတို့ထောက်ခံတိုက်တွန်းချက်တွေနဲ့ အဲ့ဒီဝက်လက်မျိုးသူတော်ခင်ဇာလိုက်ကိုရွေးချယ်ခဲ့ပါတယ်။အဲ့လိုနဲ့တော်ခင်ဇာလိုက်ပလဲမျိုးနဲ့ပြည်သူလွတ်တော်အမတ်ဖြစ်လာခဲ့ပါတယ်။2013 NLD ပါတီညီလာခံမှာသူဟာစကိုင်းတိုင်း NADC EC ဖြစ်လာပြီးတော့ဘဟုကော်မတီဝင်အဖြစ်ပါရွေးချယ်ခံခဲ့ရတဲ့အထိပေါရောက်ခဲ့ပါတယ်။ NADC EC အဖွဲ့ဝင်အများစုနဲ့ရင်းနှီးလာပြီးစကိုင်းတိုင်း NLD ပေါ်မှာဩဇာအာဏာပို့ပြီးကြီးထွားလာခဲ့တာဖြစ်ပါတယ်။ အထူးသဖြင့်သူ့ရဲ့ဇာတိဝက်လက်မျိုးနဲ့ NLD အပေါ်မှာတော့သူ့ချေသူ့လက်ဩဇာဒီဇိုင်းနိုင်ခဲ့ပါတယ်။ပြီးတော့2015ရွေးကောက်ပွဲအတွင်းစကိုင်းတိုင်း NLD လော့တော့ကိုယ်စားလှယ်လောင်းတွေကိုရွေးတဲ့အခါမှာဒေါခင်ဆန်းလိုင်ဟာသူနဲ့ဒေါက်တာမြင့်နိုင်တို့ပေါင်းပြီးတော့သူတို့ရဲ့လူရင်းတွေကိုအတင်းအတမရွေးချက်ခဲ့ကြပါတယ်။အဲဒီမှာဝက်လက်ပြီးသူ့မက်မြင့်သိမ်းသူ့လက်ဒေါခင်ဆန်းလိုင်ရွေးချက်တောင်းပေးခဲ့တာဖြစ်ပါတယ်။ဘလက်ကိစ္စဖြစ်တဲ့ဘလက်အမန်ဆိုတဲ့ထက်ကိုဒေါခင်ဆန်းလိုင်ရွေးခဲ့တာပါ။ 2015မှာ NLD အပြတ်တက်နိုင်ပြီးတော့အစိုးရဖွဲ့တော်ဒေါက်ခင်ဆန်းလိုင်ဟာပြည်သူ့လွတ်တော်မှာအရေးပါတဲ့သူဖြစ်လာခဲ့ပါတယ်။ NLD CEC အတွင်ရေးမှူးဦးဟန်တာမြင့်ရဲ့လူယုတ်တူဖြစ်လာပါတယ်။နေပြီးတော့ပြည်သူ့လွတ်တော်မှာလည်း NLD လူလက်ပိုင်းလူငယ်အမတ်အတွေ့အပေါ်မှာဩဇာပုံညောင်းလာခဲ့ပါတယ်။ချုပ်ရရင်ဒေါက်ခင်ဆန်းလိုင်ဟာ NLD ပါတီရုပ်ကန့်နေချိန်မှာတော့ကြောခိုင်ခဲ့ပြီးပါတီအောင်မြင်လာချိန်မှာတော့စီးပွားရေးအရှိတ်အဝါနိုင်ငံရေးစက်ခုပ်ပေါ်ပြန်ရောက်လာတာဖြစ်ပါတယ်။ တဖြည်းဖြည်းဩဇာကြီးမားလာတဲ့သူဖြစ်လာခဲ့တာဖြစ်ပါတယ်ဒီလိုနိုင်ငံရေးသမားမျိုးတွေမြန်မာနိုင်ငံရေး NLD ပါတီထဲမှာဘယ်လောက်များရှိနေအောင်လဲဆိုတာကျွန်တော်မိတ်ဆွေတွေအနေနဲ့ကွန်မန့်မှာရေးခဲ့ပေးပါဦးသူတို့လောက်ရတွေကမြန်မာနိုင်ငံရေးကိုဘယ်လောက်ထိပုံဖော်ပြောင်းလဲပြစ်နိုင်လဲဆိုတာကိုအကြံပြုပေးခဲ့ပါဦး